မင်္ဂလာပါခင်ဗျဒီနေ့တော့ကျွန်တော်တို့ပြေးပြေးလွန်းလွန်းပဲခူးကိုသွားခဲ့ပါတယ်ခင်ဗျဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ပဲခူးမှာလည်းကိစ္စလေးတခုရှိတယ်ပြီးသွားလို့ရှိရင်ရန်ကုန်ကိုလည်း2နာရီလောက်ကိုပြန်ပြီးတော့ကိစ္စလေးတခုရှိရတဲ့အတွက်2နာရီလောက်ရန်ကုန်ကိုပြန်ရောက်အောင်ပြန်ရမှာဖြစ်ပါတယ်ခင်ဗျအဲတော့မနက်6နာရီလောက်မှာကျွန်တော်တို့ပဲခူးကိုစပြီးထွက်ပါတယ်အမှတ်2လမ်းအနေနဲ့ပဲကျွန်တော်တို့သွားခဲ့ပါတယ်ခင်ဗျ ဲ့တော့ပကူးရဲရောက်ချင်းမှာပဲပထမအဦးဆုံးတော့စူတောင်းပြေဆန်တော့ရှင် ရွှေမော်တော့ဇေဒီကိုဝင်ဖူးခဲ့ပါတယ်ပကူးရောက်တော့အဲမိုးဝါလေးတွေပဲကြာတော့တာပေါ့နော်မိုးဝါတော့အရန်ကြီးတော့မရောနိုးပြီလားနည်းနည်းရောနိုးပြီဟုတ်လားဟုတ် ဖျားဖူးတယ်ပြီးတော့ကျွန်တော်တို့ဒီဖျားရှင်မြေတော်ကိုပတ်ပတ်ပြီးတော့ဖူးမြော်ခဲ့တာခင်ဗျဆက်ဆံပြတာလေးသာပြင်မှာလားဟုတ်ကဲ့။ဒါမမီးလေး။ပတ်ဆံအကျွေးနည်းနည်းပေးလိုက်ပါဦးတယ်နော်။ဒီဒီရဆောင်မယ်နော်။ဟုတ်။သမီးမရသမီးသွားတော့နည်းနည်းလေးပေးတယ်။ပြန်ပါရော။အဲဒီနဲ့တက်ကတော့သမီးစပောင်းယူလိုက်။အတိတ်သက်လား။ဟမ်။အတိတ်သက်။အဲ့ဒီဝင်အောင်ပြည့်လေ။သမီးဝင်အောင်ပြည့်။ ဒီမှာထားဒီမှာကြီးကျတော့ပြโอ้ no อ๋อโน่นะยัสจําได้ครับบุรีเนี่ยเนเน่นี้เปลี่ยนไปแล้วยัวลาล่ะဖြစ်တဲ့အတွက်ကြောင့်တော့ဟိုကလေးလေးကို သူ့အမိနဲ့ကလေးလေးနဲ့နေခဲ့ပါတယ်ကျွန်တော်တို့ဆက်ပြီးတော့ဒီဘကိုးရှင်မတော်ဖရာကြီးကိုတရားရည်ပတ်ပြီးတော့ဖူးမြော်ပါတယ်ခင်ဗျာ ီးပါတော့ကျွန်တော်တို့ဆူလာမုန်နီဆန်တော်ရှင်ဖရာကိုတွားရောက်ပြီးတော့ဖူမြော်ခဲ့ပါတယ်ဟာဟာအေးရ ပြန်ပြီဟာဒီပြည့်တက်ချော်လဲမယ်ဒီထက်ကိုင်းနော်အပေါ်ကြည့်ဆန္ဒရှင်ဆူမနီဖေရတော့ကျွန်တော်တခါမှမရောက်ခဲ့ဘူးခင်ဗျာဘကိုးမှကျွန်တော်၃နှစ်လောက်ပေါ့နော်အလုပ်လေးလုပ်ခဲ့ဘူးတယ်ဒါပေမဲ့ဒီဖေရကိုကျွန်တော်တခါမှမရောက်ဘူးပါဘူးကျွန်တော်တို့ပထမဆုံးရောက်ခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ ဒါကတော့ပကူးမြို့ကိုဒီဆူရမနီစံတော်ရှင်ဘုရားနေပြီးတော့မြင်ရတယ်မြင်ကွင်းလေးပဲဖြစ်ပါတယ်ခင်ဗျမိုးရီကနည်းနည်းအုံနေတော့ပေါ့နော်မြင်ကွင်းလေးကတော့နည်းနည်းလေးကင်မရာထဲမှာတော့အဲလာကြမှာလာမှာပေါ့နော်ဒါအပြင်မှာတော့တော်တော်လေးကိုလာပါတယ်မြင်ဖရာပန်းကပေါ်မှာဆရာသမားလေးကသူ့မွေးနေ့မှာဖရာပန်းကတ်မယ်ဆိုတဲ့အတွက်ကြောင့်ကျွန်တော်တို့နောက်သူ့မွေးနေ့ကြော်သွားလို့နောက်ပြန်လှည့်ပြီးတော့ဖရာပန်းကတ်ခဲ့ပါတယ် ူမာမူနီဖရားကနေပြီးတော့ကျွန်တော်တို့စိန်သာလင်အောင်ဖရားကိုသွားခဲ့ပါတယ်ခင်ဗျအခုမြင်နေရတော့တောင်ကူတကားပဲဖြစ်ပါတယ်ခင်ဗျကိုကတော့ကျွန်တော်တို့စိန်သာလျောင်းဖះကိုရောက်တာဖြစ်ပါတယ်ခွေခွေ is talking dog is follow me yeah he's following me ဟာလေးရွှေတိမှုဒီမွေးနဲ့ဆောင်းနှစ်ထောင်ပါဒီဘက်ကတစ်ထောင်တစ်ထောင်ပဲယူလေသမီးလေး ဟုတ်တထောင်တထောင်လည်းနဲ့တူဒီကတထောင်မိမိလေးလည်းလေအစားပြောသလိုပဲကျွန်တော်စိန်တန်လျောင်းကိုလည်းအခုမှဘာနော်ကျွန်တော်တိတက်တဲ့အရွယ်မှာတော့စင်တန်လျောင်းကိုလည်းအခုမှရောက်ပြီးတော့ဖြစ်ပါတယ်ခင်ဗျဟိုဘက်ကရွှေတန်လျောင်းတို့ဖရားတွေတော့ခဏခဏလေးပါရောက်တာပေါ့လေဆရာမလေးကတော့ဒီမှာ အခင်းတွေကိုစီနေပါတယ်။ဟိုဘဆူလာမုန်နီမှာလည်းသူအခင်းတွေစီခဲ့သေးပါတယ်။ဆင်းရဲလုပ်တယ်ဒီတော့ဖရာဖရာထံဖရာရှိတဲ့အချင်းလေးကိုပြန်စီနေပါတယ်။ဒီကဦးတော်ထိုင်နေတယ်။ဒီကဒီနေရာလေးအလုံးကြီးထိုင်နေတယ်။ အခုမြင်နေရတော့ကြိုက်ကလွန်ပွန်စီတွေတော့ဖြစ်ပါတယ်ခင်ဗျာနေခင်းပြန်ရမှာဆိုတော့ပေါ့လေနော်နည်းနည်းလေးမြန်မြန်လေးပတ်ပြီးတော့ကျွန်တော်တို့ကဖူးခဲ့ရတာပေါ့ဒါတော့ကြိုက်ကလွန်ပွန်စီတွေရဲ့ဖျားရှင်ပြန်တော့ပဲဖြစ်ပါတယ်ခင်ဗျာမောင်ထေးရပေါ်တာဟုတ်အဖေကဒီစားတဲ့မောင်ထေး ပါသေးတယ်။အဲ့နေရာကြီးပိတ်။ဂျက်ကလုံဘုံကနေပြီးတော့ကျွန်တော်တို့ဟင်းသာကုန်းစီတီတော်ကိုတော်ရောက်ပြီးတော့ဖူးမြော်ခဲ့ပါတယ်ခင်ဗျ။ င်းသာကောင်ကနေအင်းသာကောင်စီတော်ကနေပြီးတော့ကျွန်တော်တို့ဒီပကိုးတနက်ပင်လမ်းပေါ်မှာရှိတဲ့သမိုင်းဝင်ရွှေအုပ်ထုပ်စီတီတော်ကိုလည်းတွားရောက်ပြီးတော့ဖုံမြော်ခဲ့ပါတယ်ခင်ဗျာအဲ့တုံထောင်းရဲ့ဘာတုံထောင်းလဲဒီကြောင်သမီးလေး အချိန်အပြည့်ဆိုရင်တော့ကျွန်တော်ဒီကိုရွှေဥဒုတ်စီတော့ရောက်တဲ့အချိန်မှာတော့၁၇နာရီဝန်းကျင်လောက်တော့ရှိပါပြီခင်ဗျကျွန်တော်မနက်၆နာရီရန်နေပြီးတော့ရန်ကုန်နေထွက်လာတယ်၆နာရီလောက်ကနေ၆နာရီကျော်လောက်ကနေရန်ကုန်နေထွက်လာတယ်ဟို၁၇နာရီလောက်တည်တော့မှာတော့ဒီရွှေဥဒုတ်ဖရားကိုဖုံးရခဲ့ပြီးပါပြီအဲ့တော့ပြီးသွားရင်တော့တုံးစံတိုင်းရွှေကူလေးဖရားသွားပြီးတော့ငချင်းဝင်ပါမယ်ရှေကူလေးဖះမှာငချင်ဝဲတယ်အဲမိုးတွေရွာတော့ကလေးမရလဲအင်ကြီးတွေကဆူရွှဲသွားတော့အမှ အင်ကြီးလေးတွေအင်ကြီးလေးပေါ့နော်အင်ကြီးလေးဝယ်တယ်ငချင်လေးဝယ်တယ်ပြီးသွားလို့ရှိရင်ကျွန်တော်တို့ပကောရွှေမြတ်မှန်ထမင်းပေါင်းမှာဝင်ပြီးတော့ဝါရီဆွဲပါမယ်ခင်ဗျာအခုကတော့ကျွန်တော်တို့ဒါဝယ်နေကြချင်းဆိုင်ဖြစ်ပါတယ်ခင်ဗျာ ရှင်မြန်မာဖတ်ထမင်းပေါင်းဆိုင်မှာကျွန်တော်နေ့လယ်သားဝင်ရောက်ပြီးတော့ဝါဒီဆွဲပါတယ်ဝါဒီဆွဲပြီးတော့ကျွန်တော်တင်တဲ့12နာရီ45လောက်မှာတော့ရန်ကုန်ကိုပြန်ပြီးတော့တိုးပါတယ်အားလုံးပဲ thank you ပါကျေးဇူးတော်ပဲ